ဘေးကွန်ကအစာပြုလို့2021အထိ cryptocurrency ဘယ်နှခုရှိလဲဆိုတာလေချိုးရေလို့ရပါတယ်။အဲ့ဒီနောက်ပိုင်းကနေဒီနေ့2025အထိ crypto တွေကမိုးလိုပေါက်လာတော့အခုချိန်မှာဘယ် crypto ကိုဝယ်ရမှန်းမသိဖြစ်နေတာကျွန်တော်အပါဝင်ပါပဲ။ဒီကြတဲ့ scam coin တွေကလည်းထောင်ပေါင်းချီများလာတော့ဝယ်မိရင်အမျက်မရတဲ့အပြင်ဆုံးရှုံးမှုတွေပါဖြစ်နိုင်ပါတယ်။ဒီဗီဒီယိုမှာ April အတွင်းဈေးကျနေတော့ဝယ်ထားတဲ့ cryptocurrency ၅ခုအကြောင်းကိုမျှဝေပေးမှာဖြစ်ပါတယ်။ပထမဆုံးတစ်ခုက crypto ရဲ့ဘယင်လို့တေစား တဲ့ Bitcoin ပါ Bitcoin က crypto တွေထဲမှာအစောဆုံး digital ငွေကြေးတစ်ခုဖြစ်ပြီးတော့ crypto နယ်ပယ်တစ်ခုလုံးရဲ့အခြေခံအုတ်မြစ်လည်းဖြစ်ပါတယ် Battery လိုမျိုးဈာကဖွဲ့စည်းတယ်မလို့ပဲနဲ့ P2P လို့ခေါ်တဲ့ရောင်းသူနဲ့ဝယ်သူတွေဦးရှိုံနဲ့ကမ္ဘာပေါ်ကဘယ်နေရာမှာဆိုငွေလွှဲပြောင်းနိုင်တဲ့စနစ်ဖြစ်ပါတယ်အခုလေးရှိမှာ crypto market တစ်ခုလုံးရဲ့62.8%ကို Bitcoin ကကြီးစိုးထားပါတယ်အဖွဲ့အစည်းကြီးတွေ company တွေက Bitcoin ကိုဝယ်ယူတဲ့အရေအတွေတရည်တည်းတည်းပုံများလာတာကြောင့်လာမယ့်နှစ်တွေမှာ Bitcoin တစ်ခုရဲ့ဈေးကဒေါ်လာ ာ9ရက်အထိတင်နိုင်တယ်လို့ခန့်မှန်းထားကြပါတယ်အမေရိကန်နဲ့တခြားသောနိုင်ငံကြီးတွေကလည်းခွေပြူရီဇာအတွေ့ပိတ်ခွင့်ကိုဝယ်ယူနေကြပါတယ်ဒါကြောင့်အနာဂတ်မှာဈေးတင်နိုင်ခြင်းအများကြီးရှိပြီးတော့ရေရှိအတွေ့ရွေးချယ်စရာတစ်ခုလို့ဆိုရပါမယ် ဒုတိယတစ်ခုက Ethereum ပါသူက Smart Contract တွေဒီ Satellite Application တွေကိုတိစောက်နိုင်တဲ့ Blockchain တစ်ခုဖြစ်ပါတယ် Ethereum ပေါ်လာတာကြောင့် Blockchain က네ပဲစုံမှာ Subloosy နေအောင်လုပ်လို့ရတယ်ဆိုတာလူတိုင်းသိလာကြပါတယ် Ethereum ကိုအခြေခံပြီးတော့ Blockchain တွေလည်းအများကြီးထွက်လာပါတယ်သူရဲ့ Blockchain ပေါ်မှာ Project တွေတိစောက်နေတာတွေကလည်းတစ်နှစ်တစ်နှစ်တစ်နှစ်ပိုများလာနေပါတယ်လက်ရှိမှာ Crypto Market တစ်ခုလုံးရဲ့9.2%ကို Ethereum ကပိုင်ဆိုင်ထားပါတယ် Bitcoin ပြီးရင် Ethereum ကဒုတိယပါ Bitcoin လိုပဲ ရိကန်နဲ့တခြားသောနိုင်ငံကြီးတွေက crypto reserve အတွေ့တဖြည်းဖြည်းနဲ့ဝယ်စုနေကြသလို crypto investor အသက်တွေကလည်းတနည်းပြီးတနည်းပိုများလာတာကြောင့်ရရှိအတွေ့ထန်သွင်းစဉ်းစားသင့်တဲ့ crypto တခုဖြစ်ပါတယ်။တာဒီယာတခုက XRP ပါ။သူက Ripple ဆိုတဲ့ company ကဖန်တီးထားတဲ့ crypto ဖြစ်ပါတယ်။သူရဲ့အဓိက UI ချက်ကနိုင်ငံတွေကြားမှာငွေလွှဲတဲ့အခါမြေမြဆက်ဆက်နဲ့တတိယရောက်ပေးဖို့နိုင်ဖို့ဖြစ်ပါတယ်။ငွေပေးခြင်းမှုတွေမှာ TPL လို့ခေါ်တဲ့ Transition Basket က1 Basket ကိုလူပေါင်း1500လောက်ကိုပေးဖို့နိုင်တဲ့အပြင် ကြစရိတ်လည်းအများကြီးသက်သာပါတယ်လက်ရှိမှာကမ္ဘာတဝန်းကဘဏ်တွေ Financial Institution လို့ခေါ်တဲ့ငွေကြေးအဖွဲ့အစည်းတွေက XRP ကိုအသုံးပြုနေကြပါတယ် USSEC ကနေတရားစွဲဆိုထားတဲ့အမှုတွေကိုရှေးလာကရုပ်သိမ်းလိုက်တော့အဲ့ဒီနေ့မှာသူ့ရဲ့ဈေးကပြန်လည်ဥမောလာနိုင်ခဲ့ပါတယ်ဈေးဆက်ဘဏ်တွေ Financial Institution တော်တော်များများက XRP ကိုအသုံးပြုဖို့ရှိနေပါတယ် American ရဲ့ Crypto Strategic Research ထဲမှာလည်းပါဝင်နေတာကြောင့်အလားအလာရှိတဲ့ coin တစ်ခုလို့ယူဆနိုင်ပါတယ် Nebel ၄ခုမြောက်က Binance coin င်လို့ခေါ်တဲ့ BAB ပါသူကကမ္ဘာအကြီးဆုံး crypto exchange ဖြစ်တဲ့ Binance ရဲ့ native coin ဖြစ်ပါတယ်သူကိုအစားက fee people တွေထုတ်ခဲ့တာဖြစ်ပြီးတော့အခုဆိုရင် Nebe ဆိုမှာအသုံးပြုလာတဲ့အပြင်သူ့ရဲ့ ecosystem ကအကြီးကြီးဖြစ်နေပါပြီသူ blockchain ကိုအသုံးပြုပြီးတော့ transition လုပ်တဲ့အခါမြင်းမြင်းဆက်ဆက်လုပ်ပေးနိုင်တဲ့အပြင် gas fee တွေလည်းအရန်သက်သာပါတယ်ဒါအပြင် Binance app မှာ launch fee holder airdrop mega drop တွေအတွေ့အသုံးပြုပြီးတော့ airdrop တွေလည်းရယူနိုင်ပါသေးတယ်2030ခုနှစ်မှာ BNB ရဲ့ဈေးက3.35ဒါရှိ ရှိခဲ့ပြီးတော့အခုဆိုရင်ဒေါ်လာ990အထိမြင့်တက်လာခဲ့တာပါ Binance ကဒီထက်ပိုကြီးလာလေလေ BNB ရဲ့ဈေးကလည်းအခုထက်ပိုမြင့်လာနိုင်ချေအများကြီးရှိပါတယ်သူ့ရဲ့ coin ကို quarterly အလိုက် supply ထဲကနေ ban နေတာတွေကြောင့်နောက်နှစ်တွေမှာဈေးတက်လာပြီးတော့ဒေါ်လာထောက်ကနန်းနဲ့ညီရဖို့အချို့တွေကခံမထားကြပါတယ်နောက်ဆုံးတစ်ခုက Solana ပါသူ့ရဲ့ blockchain ကတခြားသော blockchain တွေထက်တစ်စက်ကအတွင် transition တွေအများကြီးကိုလုပ်နိုင်ပြီးတော့ gas fee ကလည်းအရန်သက်သာပါတယ်သူကို decentralized application တွေ NFT ီတွေဒီ Satellite Finance Project တွေမှာမြင်းမြဆက်ဆက်နဲ့ဈေးသေးသေးသာသာလဲပတ်နိုင်ဖို့အတွက်အသုံးပြုနေကြပါတယ်။သူ့ရဲ့ ecosystem ကတနည်းသေးတနည်းပိုကြီးလာပြီးတော့ American ရဲ့ Crypto Strategic Research မှာလည်းနေရာဝယ်ယူထားတာကြောင့်ရရှိအတွက်အလားအလာကောင်းတဲ့ quality တစ်ခုဖြစ်နိုင်ပါတယ်။အခုပြောပြခဲ့တဲ့ Crypto တွေကရရှိအတွက်အခွင့်အလမ်းကောင်းတွေအများကြီးရှိပေမဲ့ရင်းနှီးမြှောင်နှံမှုတိုင်းမှာစိုးစားမှုတွေရှိတာကိုလည်းသတိပြုရပါမယ်။ရေတို့မှာတိတ်ပြီးမသိတာပေမဲ့ DCA နီလန်းနဲ့ဝယ်ပြီးတော့ရရှိဝယ်ဥထားမယ်ဆိုရင်အစီအပြေမယ်လို့ထင်ပြီး ပါတယ်မိတ်ဆွေတို့အနေနဲ့ရောဘယ်ကွိုင်းကိုအကြိုက်ဆုံးလဲဒါမှမဟုတ်ကျွန်တော်လောသွားတဲ့ကွိုင်းတွေများရှိရင် comment မှာ mark ခဲ့ပေးပါဦးနော်ဒီဗီဒီယိုမှာပါဝင်တဲ့အကြောင်းအရာတွေအားလုံးက education ပါဖို့အတွက်ပဲဖြစ်တာကြောင့် crypto အယောင်းဝယ်လုပ်တော့မယ်ဆိုရင် do you your own research လို့ခေါ်တဲ့ကိုယ်တိုင်လေ့လာဆက်ဆက်ပြီးတော့မှဒါလည်းဝယ်သစ်ပါတယ်မိတ်ဆွေတို့အနေနဲ့အခုလော crypto တွေဝယ်စုချင်နေဆိုရင် Binance account တစ်ခုရှိဖို့လိုအပ်ပါတယ် trading လုပ်တဲ့မှာ 10% discount ရတဲ့ referral code ကို description မှာထည့်ထားပေးပါမယ်။ဒီဗီဒီယိုကမိတ်ဆက်တို့အတွက်အကျိုးရှိတယ်ဆိုရင် like လေးနဲ့အားပေးခံနိုင်ပါတယ်။နောက်တဲ့ဒီလိုမျိုးဗီဒီယိုတွေအများကြီးလာအောင်မှာဖြစ်တာကြောင့် channel ကို subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်။နောက်တဲ့ဗီဒီယိုမှာတွေ့ပါမယ်ခင်ဗျာ။အားလုံး thank you ပါ။